န်ဖိုခန့်ကြီးကိုတစ်နှစ်၅လုံးစီ၁၂လပိုင်း JLPD အမီမူပြင်းနဲ့အတူလေ့လာကြမယ်ဆိုရင်စိတ်ဝင်စား အလုံးမင်းမင်္ဂလာပါမိုးချမန်စာတင်တဲ့အကြောင်းအမူပြဖြစ်ပါတယ်။အပြည့်ကမင်းနဆန်တို့ကိုမူပြတို့ရဲ့ YouTube channel လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒီ YouTube channel မှာဆိုလို့ရှိရင်အမူပြမနေ့ဖြန်ကနေစပြီးတော့ပေါ့နော်။တနေ့ကို and four counting ငါးလုံးစီမူပြတင်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ခုမှအဲဂျပန်စာပေါ့နော်။အခုမှခန်းကြီးစကင်နေတဲ့သူအတွက်နောင်ကြသေးပါဘူး။အတူတူခန်းကြီးကိုလေ့လာလို့ရပါတယ်လို့ပြောချင်ပါတယ်။နောက်တစ်ခုကကြတော့မူပြကိုအရန်အမေးများနေတဲ့ဒီအတန်းလေးတွေဘယ်တော့ဖွင့်ဖို့ရှိလဲပေါ့နော်။ ော်အနောက်တစ်ချက်ကကြတော့ဒီ seller ဘိုင်း October intake အတွက်လက်ခံပြီလားလို့မေးရလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြချင်ပါတယ်ပရမတ်တစ်ချက်က July intake ကမပြေတော့စက္ကလပိုင်းစက္ကလပိုင်းလောက်ကြလို့ရှင်စပြီးလက်ခံမှုရှိပါတယ် October intake ကကြတော့နောက်နှစ်တလပိုင်းနှစ်လပိုင်းလောက်ကနေစပြီးတော့လက်ခံမှာဖြစ်ပါတယ်အဲ့တော့ July intake ကတော့ info pass တွေခေါ်ရများတယ်ပေါ့နော် October intake ကတော့အဲမပြေတော့ဒီကြောင်းမို့မှာတော့မူတည်တယ်ဒါပေမဲ့ဟိုကအခုချိန်ကနေစပြီးတော့ပေါ့နော်ဒီ၄လပိုင်းမတိုင်ခင် info အအောင်ဖြည့်ပေးထားမယ်ဆိုလို့ရှိရင်တော့ October intake မှာလေကြောင်း င်ရွေးချယ်စရာလေးများမှာဖြစ်ပါတယ်။နောက်တစ်ခါကျတော့ပေါ့နော်မိုးဂျပန်စာတင်တဲ့အကြောင်းမှဆိုလို့ရှိရင်တခြားဆရာမရှိသေးလား။မိုးပြည့်ပဲတင်တာလားလို့မေးတဲ့မိကုံးလေးရှိရဲပေါ့နော်။မိုးပြည့်အကြောင်းမှအတန်းနဲ့အကုန်လုံးကိုမိုးပြည့်တယောက်ခဲပဲတင်တာပါ။အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့မိုးပြည့်ကအခုလက်ရှိပေါ့နော် JLPG အမိအတန်းလေးရှိသေးရဖြစ်တဲ့အတွက်ကြောင့်မလို့အတန်းလေးတွေကတော့ဆန္ဒလပိုင်းလောက်မှ ပြန်ပြီးတော့ ခွင့်ပိုရှိပါတယ်။ဟိုအတန်းချိန်လေးညှိလို့မရအောင်လာပြောတဲ့ကျောင်းသားလေးရှိပေမဲ့မူပြေးကဒီမူပြေးလက်ရှိရှိရဲ့ပေါ့နော်အတန်းလေးတွေကို JLPT မှာအောင်ချက်ကောင်းကောင်းနဲ့အဲဖိဖိစီစီလေးတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲဒါကြောင့်မူပြေးအတန်းလေးတွေကတော့ဒီ12လပိုင်းလောက်မှပဲပြန်ခွင့်ပိုရှိပါမယ်ရှင်။ ။ပြီးတော့မူပြိုးစီမှာပေါ့နော်ဒီမှာအတန်းတမရမှာလားဆိုတာတော့မဟုတ်ပါဘူးရှင်အကယ်၍ပေါ့နော်အပြင်ကနေပြီးတော့အပြင်ကျောင်းသားတွေပေါ့နော်ကျောင်းလျှောက်ချင်တာပဲဖြစ်ဖြစ်အလုံးနဲ့ပတ်သက်ပြီးလာလျှောက်ချင်နေတာပဲဖြစ်ဖြစ်ဆိုမူပြိုးက welcome လုပ်ပါတယ်မူပြိုးလက်ခံပေးနေပါတယ်ရှင်။ဆိုလို့ရှိရင်မူပြိုးနဲ့ YouTube မှာပြန်တွေ့ကြမယ်နော်။မတ်တန်နေ။ Bye.